အလုံးမဲမင်္ဂလာပါရှင်မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတော့အနေနဲ့တမရရိအပါဝင်လူဆုံးတက်ဆုံးတွေ့ရမယ်ပြကွန်2025ဆိုတဲ့သတင်းနဲ့အတူစင်နေမီတို့ခရီတိုမှာလည်းအပြောင်းအလဲကြောင်းမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ပထမအဆုံးသတင်းတပုတ်အနေနဲ့တမရရိအပါဝင်လူဆောင်တက်ဆုံတွေ့ရမယ်ဘေကွိုင်2025ရဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီနေ့ဘေကွိုင်2025ပွဲကတော့လူဆောင်တက်ဆုံနဲ့ကျင်းပသွားဖို့ရှိနေပါတယ်။ခရီးတိုဘတ်ချန်ကတော့ထုံးစံအတိုင်းဆရာကြီးတွေလူဆောင်တက်မှာဖြစ်ပေမဲ့အပိုဆောင်တက်လာမဲ့လူတွေကတော့ US အစိုးရဘတ်ချန်နဲ့ Trump ရဲ့သားတွေပါ။ US ဒုတိယသမ္မတဖြစ်တဲ့ JD Vance ဟာမေလ29ရက်နေ့ Las Vegas မြို့မှာကျင်းပမဲ့ Bitcoin 2025ပွဲကိုတက်ရောက်စကားပြောသားမှဖြစ်ပြီး ဒါဟာ Bitcoin Conference ပွဲသမိုင်းမှာပထမဆုံးဒုတိယသမ္မတတက်ရောက်တဲ့ပွဲလေးဖြစ်လာမှာပါ။သမ္မတထွန်းကတော့သမ္မတမဖြစ်ခင်မဲဆွယ်စည်းရုံးနေချိန်2024ခုနှစ်မှာ Bitcoin Conference ပွဲတက်ခဲ့ဖို့ပြီး Bitcoin နဲ့ပတ်သက်လို့ဂရီတွေအများကြီးပေးသွားခဲ့ပါတယ်။ပေးခဲ့တဲ့ဂရီတွေကတော်တော်များများကိုလည်းဖြည့်ဆည်းပေးခဲ့တာကြောင့် Bitcoin 2025မှာလည်းသမ္မတရောဒုတိယသမ္မတပါတက်ပြီး Bitcoin နဲ့ပတ်သက်တဲ့ဂရီတွေထပ်ပေးသွားမယ်ဆိုရင်တော့ဈေးကွက်အပေါ်တက်ရောက်မှုရှိလာအောင်ပါ။ ထန်လက်ထက်မှာခရစ်တိုနဲ့ပတ်သက်တဲ့အရေးတွေဟာအတော်လေးကိုမြန်ဆန်လာတယ်လို့ပြောရမှာဖြစ်ပြီးသူ့ရဲ့ခရစ်တိုစီးပွားရေးလုပ်ငန်းတွေကိုလည်းလှလင်းမြန်မြန်တိုးချဲ့လာနေတာကိုတွေ့ရပါတယ်ဒီလိုတိုးချဲ့မှုတွေနဲ့ပတ်သက်လို့ဒီမိုကရက် MLD ဘက်ကကံကွက်ရှင်းချတာမျိုးတွေရှိပေမဲ့ထရမ့်ဘက်ကတော့တိုးချဲ့မြဲတိုးချဲ့စေပါပဲ။ဒါကြောင့်ထရမ့်ရဲ့လုပ်ရည်တွေကခရစ်တိုကိုဘယ်လိုတွေကောင်းလာနိုင်ဆိုးလာနိုင်မယ်ဆိုတာကိုတော့စောင့်ကြည့်စရာအချိန်တွေအများကြီးကြာမာသေးတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စင်နေမီတို့ခရစ်တိုမှလည်းအပြန်ကြအောင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။မိသားကတော့သူတို့ရဲ့ labor project ကိုပြန်အသက်သွင်းမရောလေးတန်းပြစ်လာချိန်မှာ USA နဲ့လို့တော့အမန် Elizabeth Warren ကတော့ဒီကိစ္စကိုခွင့်မပြုတဲ့ကြောင်းကြိုပြောလာနေပါပြီ။ USA နဲ့ရဲ့ stable coin ဥပဒေချဟာမိသားလို့စီးပွားရေးလုပ်ငန်းကြီးတွေကို stable coin ထုတ်ခွင့်မပြုတဲ့ကြောင်းထောက်ပြလာပြီးအထူးသဖြင့်မိသားနဲ့ Mark Zuckerberg တို့ကို stable coin ပေးမထုတ်တဲ့ကြောင်းဆိုလာပါဗျ။ ဒီဝိုင်းလုပ်ငန်းကြီးတွေဒါ stable coin ထုတ်တာဖြစ်ဖြစ် stable coin company တွေနဲ့ပူးပေါင်းတာခြေလှယ်တာဖြစ်ဖြစ်လှုပ်လာမယ်ဆိုရင်ဒီဝိုင်းလုပ်ငန်းအသေးလေးတွေအတွက်အဆင်မပြေနိုင်ကြောင်း Warren ကဆိုထားပါတယ်။ဒါ့အပြင် US Treasury နဲ့ Binance တို့တဘူးတတဲလုံနေတဲ့ကိစ္စကိုလည်း Warren နဲ့တခြား Democrat အမတ်အချို့ဘက်ကဖြေရှင်းချက်တောင်းထားပြီး Trump ဘိုင်း WLFI ကနေတဆင့် Binance ဟာ US အစိုးရအရာရှိတွေစီပေါရောက်နေမှာကို Warren တို့ဘက်ကစိုးရိမ်နေပုံပါပဲ။ ဒါကြောင့်ထရန့်ရဲ့တက်တဲ့အတွင်မှာတော့အာနာယစီဝါရေးတမရီပက်ဘလစ်ကန်တွေအတိုက်ခံကျင်းဝတ်တမဒီမိုကရက်တီခရစ်တိုကမ်ပဏီတွေကြားမှာဇလန်းတွေအများကြီးတွေ့ရအောင်မှာဖြစ်ပြီးဇလန်းရှင်ရင်ရှိသလားခရစ်တိုဈေးကွက်အပေါ်တက်ရောက်မှုရှိလားအောင်မှာပါဒါကတော့မြန်ခရစ်တိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင် ကောင်းသောနေ့လေးဖြစ်ပါစေရှင် Thank you.